လာပါရှင်ကျမကတော့ဂျာမုံပါနိုဝင်ဘာ17ရက်နေ့အတွက်နိုင်ငံတကာသတင်းကြေညာတွေကိုတင်ဆက်ပေးပါမယ်ရှင်ရုရှားရဲ့ MI38 ရဟတ်ယာဉ်တွေကိုပထမဆုံးမှာယူတဲ့နိုင်ငံကမြန်မာဖြစ်လာပါတယ်ဖိလစ်ပိုင်မှာတိုင်ဖွန်းမုန်တိုင်းဖန်ဝောင်ကြောင့်18ဦးသေဆုံးစရင်ရထားပါပြီနိုင်ငံအနှံ့မှာမိုးခေါ်ဆူတောင်းပွဲတွေစုဝေးလှုပ်ဆောင်ကြဖို့ပြည်သူတွေကိုစော်ဒီပရင်တိုက်တွန်းလိုက်ပါတယ်ဒီသတင်းတွေပြောပြပေးပါမယ်ရှင်မြန်မာဟာရုရှားကထုတ်လုပ်တဲ့ MI38 အမျိုးအစားတွေကိုမှာယူအသုံးပြုတဲ့နိုင်ငံဖြစ်လာကြောင်းသိရပါတယ်။နိုဝင်ဘာ10ရက်နေ့မှာအာနာသိစစ်တပ်လက်အောက်ခံမြဝတီသတင်းဌာနက MI38 ရဟတ်ယာဉ်3စီးကိုလက်ခံရရှိခဲ့ကြောင်းဖော်ပြထားပါတယ်။နေပြည်တော်မှာရဟတ်ယာဉ်တွေလွှဲပြောင်းယူတဲ့အခမ်းအနားကိုအာနာသိစစ်ကောင်းဆောင်မင်းအွန်လိုင်းကိုရိုင်းကြီးမှုတက်ရောက်ခဲ့တာဖြစ်ပါတယ်။စစ်တပ်ကဝယ်ယူခဲ့တဲ့ MI38 တွေထဲမှာနှစ်စီးကအသေးယူပို့ဆောင်ရေးအတွက်အသုံးပြုတဲ့ MI38T တွေဖြစ်ပြီးနောက်တစ်စီးကတော့ အရာရှိကြီးတွေနဲ့ VIP ပုံကိုယ်တွေအတွက်ရည်ရွယ်ထားတဲ့ version လို့ဆိုပါတယ်။ရဟယင်တွေမှာယူခဲ့တာက2020ပြည့်နှစ်ကလေးကလို့ယူဆရပြီးအဲ့ဒီတုန်းကရုရှားရဲ့စစ်လက်နက်လုပ်ငန်းစုကြီးဟာ MI38 တွေအတွက်ပထမဆုံးပြည်ပအမှားစာတစ်ခုလက်ခံရရှိခဲ့ကြောင်းကြေညာပါတယ်။ပေါက်ကြားလာတဲ့စာရွက်စာတမ်းတွေအရတော့ MI38D ဒစီစီအတွက်ကြားတင်ငွေက Euro 18.6တန်းစီနဲ့ VIP version အတွက်ကတော့ Euro 21.6တန်းလို့သိရပါတယ်။ ပြီးတော့အပိုးပစ္စည်းတွေလေရင်မှုအတွက်လေ့ကျင့်ရေးအစီအစဉ်တွေပြုပြင်ထိန်းသိမ်းရေးကိစ္စတွေပါထည့်တွက်ရင်စာချုပ်တန်ဖိုးကယူရိုသန်း80လောက်ထိများပြားမယ်လို့ယုံကြည်ရပါတယ် MI38 တွေဟာမြန်မာနိုင်ငံကိုဒီထက်စိုးရောက်ခဲ့တဲ့ပေမဲ့နိုင်ငံရေးမတည်ငြိမ်မှုနဲ့ဤပညာပြဿနာတွေကြောင့်အချိန်ပိုနှောင့်နှေးခဲ့တာလို့လည်းသတင်းတွေထွက်ပေါ်ခဲ့ပါတယ်ရုရှားဟာမြန်မာစီပေးပို့ခဲ့တဲ့၃စီးအပါအဝင် MI38 ရဟတ်ယာဉ်စုစုပေါင်း72စီးတိစောက်ပြီးစီးခဲ့ပြီလို့ယုံကြည်ရတာပါ ဲ့ဒီမတိုက်ခင်စမ်းသက်အစင်တိဆောက်မှုတဲ့လေးစီးလဲရှိပါတယ်။ကြံတဲ့ရဟတ်ရင်တွေကိုတော့ရုရှားအစိုးရရဲ့အရေးပေါ်အခြေအနေ တုံ့ပြန်ရေးဝန်ကြီးဌာနကအဓိကမှားယူအသုံးပြုနေပါတယ်။ MI38 တွေကိုအလက်စာတည်ယူပို့ဆောင်ရေးရဟတ်ရင်တွေရဲ့မျိုးဆက်သေးလို့သတ်မှတ်ထားတာပါ။ MI38 တွေဟာအမြင့်ဆုံးမြန်နှုံတနာယီကိုကီလိုမီတာ300လောက်ထိပြန်တန်းနိုင်တယ်လို့လူနဲ့ကုန်စည်စုစုပေါင်းအလေးချိန်6တန်လောက်ကိုတည်ယူနိုင်မယ်လို့ဆိုပါတယ်။ ခရီးသည်တင်ဖို့သုံးရင်လူ30စာလောက်ဝန်းဆက်အောင်နေရာထိုင်ခင်းစီစဉ်နိုင်ပါတယ်။ရဟတ်ရင်ကိုလောင်းစာအပြည့်ဖြည့်ထားရင်ကီလိုမီတာ900နီးပါးလောက်ထိခရီးပေါအောင်ပြန်တန်းနိုင်တာပါ။ဒီနေရာမှာအပိုဆောင်လောင်းစာစီကံတွေပါတက်ထားရင်တော့ကီလိုမီတာ1300လောက်ထိမရက်မနာခရီးနှင်နိုင်မယ်လို့သိရပါတယ်။ MI38 တွေမှာပိုကောင်းမွန်တဲ့ထိန်းချုပ်စနစ်စက်ပစ္စည်းအစိပ်ပိုင်းတွေတက်ဆင်ထားပြီးအင်မတန်ပြင်းထန်တဲ့ရာသီဥတုအခြေအနေတွေမှာလည်းပြန်တန်းနိုင်မယ်လို့ကြေညာထားပါတယ်။ တော်လှန်ရေးအားကောင်းတဲ့နယ်မြေတွေမှာပုံစံမျိုးစုံနဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုမြန်မာစစ်တပ်ကအရှိန်မြှင့်လှုပ်ဆောင်နေတဲ့အချိန်အခုလိုမျိုးရုရှားလို့ခင်မီရဟတ်ရဲ့အစ်တတွေကိုပါလက်ခံရရှိလာတာဖြစ်ပါရဲ့ရှင်။တပတ်အတွင်းဒုတိယမြောက်တိုက်ခတ်ခဲ့တဲ့ တိုင်ဖုန်းမုန်တိုင်းကြောင့်ဖိလစ်ပိုင်မှာတိုက်ဆုံသူအရေအတွက်18ဦးထိမြင့်တက်လာခဲ့ပါတယ်။တိုင်ဖုန်းမုန်တိုင်းဆန်ဝေါင်ကဖိလစ်ပိုင်ကိုနိုဝင်ဘာ9ရက်နဲ့10ရက်နေ့တွေမှာဖြတ်သန်းတိုက်ခတ်ပြီးတဲ့နောက်မြောက်ဘက်ပစိဖိတ်သမုဒ္ဒရာရေပြင်းစီရွေ့ရှာသွားပါတယ်။ ဖန်ဝန်ကဆလပိုင်အတွက်တော့တပတ်အတွင်းမှာဒုတိယအကြိမ်ကြုံခဲ့ရတဲ့ဖြစ်အားဖြင့်တိုင်ဖုန်းဖြစ်လာခဲ့တာပါနိုဝင်ဘာ17ရက်နေ့မှာမုန်တိုင်းတန်အဆိုးဆုံးခံခဲ့ရတဲ့နိုင်ငံမြောက်ပိုင်းဧရိယာတွေတဲကအပြက်အစီးတွေကျိုးကျထားတဲ့တစ်ပင်တွေကိုလူအားရန်တရားအားတွေကိုတုံးပြီးရှင်းလင်းနေတာတွေ့ခဲ့ရပါတယ်တိုင်ဖုန်းမုန်တိုင်းတိုက်ခတ်ခြင်းကနိုင်ငံရဲ့ကမ်းရိုးတန်းနဲ့မြေနိမ့်ဒေသတချို့မှာဆူဆူရွရွရေလွှမ်းမှုမှုတွေလည်းကြုံတွေ့ခဲ့ကြောင်းကယ်ဆယ်ရေးတွေကပြောပါတယ်ဖိလစ်ပိုင်မှာတော့ မုံတိုင်းဝင်းမလာခင်ရပ်ပိုင်းလူတွေကလူပေါင်း၁တသမ၄သန်းကိုဘေးလွရအရေးပေါ်ရှေ့ပြောင်းပေးထားခဲ့ပါတယ်။ဖန်ဝောင်ကြောင့်တည်ဆုံးသူကနိုဝင်ဘာ၁၇ရက်နေ့ထိဆိုရင်၁၈ဦးထိမြင့်တက်လာခဲ့ပါပြီ။ဖန်ဝောင်မတိုင်ခင်တပတ်တုန်းကတော့ဖိလစ်ပိုင်ကိုတိုင်ဖုန်းမုံတိုင်းကယ်မက်ဂီဖျက်ဆီးတိုက်ခတ်ခဲ့တာဖြစ်ပါတယ်။ကယ်မက်ဂီကြောင့်ဖိလစ်ပိုင်မှာ232ဦးသေဆုံးပြီး926ဦးဒဏ်ရာရတဲ့အပြင်109ဦးပျောက်ဆုံးနေပါတယ်။တိုင်ဖုန်းမုံတိုင်းဖန်ဝောင်ကတော့ Isabella ပြည်နယ်တဝိုက်မှာထိခိုက်မှုတွေကိုအ धिक ကြုံတွေ့စေခဲ့ပြီးတချို့ကမ်းရိုးတန်းကျေးရွာတွေစီကယ်ဆယ်ရေးအဖွဲ့တွေတွားရောက်ဖို့ရုန်းကန်နေရဆဲပါ Typhoon Fanwang ရဲ့တံကိုအပြင်းထန်ဆုံးခံစားရတဲ့နောက်ထပ်နေရာတစ်ခုကတော့ Carton Dura Next ကျွန်းဖြစ်ပြီးရေချိုဖြန့်ဝေရေးစနစ်တွေဆိုးဆိုးရွရွပျက်စီးကုန်ပါတယ်။အဲ့ဒီစနစ်တွေကိုအပြည့်အဝပြန်ပြင်ဆင်နိုင်ဖို့ရပ်ပေါင်း20ထပ်မနဲ့အခြေယူရနိုင်တယ်လို့ခန့်မှန်းထားတာပါ။ဖိလစ်ပိုင်ဟာမုန်တိုင်းတိုက်ခတ်မှုတွေနဲ့မစိမ့်မှပဲ နှစ်စဉ်ပြည်မြမုံတိုင်းအခု20လောက်ကြုံတွေ့နေကြနိုင်ငံတခုဖြစ်ပါတယ်။လလောဆယ်မှာတော့ဖန်ဝန်ကထိုင်ဝမ်ကျွန်းဘက်ကိုဆက်လက်ဦးတည်ရွေးရှားနေပြီးအစိုးရအနေနဲ့အန်ဒီယေဇုံတဲကဒေသခံတွေကိုကြိုတင်ရွှေ့ပြောင်းပေးနေတယ်လို့ကျောင်းတွေကိုလည်းပိတ်ထားဖို့ညွှန်ကြားထားပါတယ်။ဖန်ဝန်မုံတိုင်းကထိုင်ဝမ်ကိုနိုဝင်ဘာ12ရက်နေ့မှာဖြတ်တန်းတိုက်ခတ်ပွဲရှိနေပြီး24နာရီအတွင်းမိုးရေကြိမ်း400မီလီမီတာလောက်ထိတဲတဲထန်ထန်ရွာသွန်းနိုင်တယ်လို့သိရပါတယ်ရှင်။ နိုင်ငံအနှံ့မှာမိုးခေါ်ဆူတောင်းပွဲတွေစုဝေးလှုပ်ဆောင်ကြဖို့ဆာဒီအာရေဗျာဘုရင်ကပြည်သူတွေကိုတိုက်တွန်းတောင်းဆိုခဲ့ပါတယ်။ဆာဒီဘုရင်ဆယ်မန်ကရိုးရာယုံကြည်မှုနဲ့အညီပြုလုပ်တဲ့မိုးခေါ်ဆူတောင်းပွဲတွေကိုတနင်္ဂနွေလုံးမှာနိုဝင်ဘာ23ရက်နေ့ကျရင် စုပေါင်းပြုလုပ်ကြဖို့တိုက်တွန်းခဲ့တာဖြစ်ပါတယ်။အစ္စလမ်ဘာသာရေးမှာတော့မိုးခေါ်ဆူတောင်းမှုထုံးတမ်းမျိုးရှိပါတယ်။အစ္စလမ်ဘာသာဝင်တွေကဖျားသခင်ရဲ့တနာဂယုနာအရာမိုးရွာသွန်းပေးဖို့ယုံယုံကြည်ကြည်တောင်းဆိုတဲ့သဘောမျိုးဖြစ်ပါတယ်။ ဆော်ဒီအပါဝင်အရှိအလဲပိုင်းဒေသရင်းနိုင်ငံတချို့မှာဆူဆူရွရွမိုးခေါမှုမျိုးကြုံတွေ့နေတဲ့နောက်ဆော်ဒီဘရင်ဆာမန်ကကိုးကွယ်ယုံကြည်မှုရှုထောင့်ကနေပါဒီပြဿနာအတွက်ဝိုင်းဝန်းအဖြေရှာစေဖို့ပြည်သူတွေကိုတိုက်တွန်းခဲ့တာပါအိန္ဒိချင်းကူဝိတ်နိုင်ငံမှာလည်းနိုဝင်ဘာ၈ရက်နေ့ကနိုင်ငံအနှံ့ဗလီပေါင်း125ခုတက်မနေမှာဝှပြူသူတွေစုဝေးပြီးမိုးခေါဆူတောင်းမှုတွေလှုပ်ဆောင်ခဲ့ပါတယ်အော်ရပ်စော်ဘွားများပြည်ထောင်စု UAE နိုင်ငံမှာလည်း အောက်တိုဘာ18ရက်နေ့ပုံမှန်တောက်ကြနေဝပြမှုတွေမတိုင်ခင်မှာမိုးခေါ်ဆူတောင်းတာတွေလုပ်ခဲ့ပူးပါတယ်။အီရန်နိုင်ငံမှာလည်းဆိုးရွားတဲ့မိုးခေါ်မှုတွေကြောင့်မကြုံစဘူးရေပြတ်တောက်မှုတွေနဲ့ပါရင်ဆိုင်နေရပြီးမြို့တော်တဟီရန်မှာလည်းရေရှားပမှုပြဿနာတွေနဲ့ရုန်းကန်နေရပါတယ်ရှင်။ People's Spring ရဲ့နောက်ဆုံးရသတင်းတွေကိုနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။